ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အစ္စရေးနဲ့ဟာမတ်စ်တို့အကြားပထမအဆင့်ငင်းချမ်းရေးအစီအစဉ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့အမေရိကန်သမ္မတဒိုနယ်ထရမ့်ကပြောလိုက်ပါတယ်။ဒီသဘောတူညီချက်နဲ့ပတ်သက်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကဖျားသခင်ရဲ့အကူအညီနဲ့ဒီတရားခံတွေကိုအိမ်ပြန်ခေါ်လာနိုင်တော့မယ်လို့ပြောပါတယ်။ဟာမတ်စ်တွေကတော့ဒီသဘောတူညီချက်အရဂါဇာစစ်ပွဲကအဆုံးသတ်သွားမှာဖြစ်ပြီး ီးတိမ့်ပိုက်ထားတဲ့သူတွေနောက်ပြန်ဆုတ်သွားမယ်အကူအညီတွေဝင်ရောက်လာတော့မှဖြစ်ပြီးအကျဉ်းသားတွေအပြန်အလှန်လဲလှယ်ကြမယ်လို့ဆိုပါတယ်အမေရိကန်အစ်စ်မြတ်အရာရှိတယောက်ကတော့ဒီတရားခံတွေကိုလာမဲ့တနင်္လာနေ့မှာ ပြန်လွတ်ပေးလိမ့်မယ်လို့ CNN သတင်းဌာနကိုပြောထားပါတယ်တမရထရမ့်ရဲ့လူမှုမီဒီယာမှာတော့အတားအဆီးဖြစ်နေတဲ့ Hamas တွေလက်နက်ချရင်းနဲ့ဂါဇာကိုအနာဂတ်မှာဘလို့အုပ်ချုပ်သွားမလဲဆိုတဲ့ကိစ္စတွေကိုပြောမထားပါဘူးဒီ Israel းတက်တွေကိုသတ်မှတ်ထားတဲ့မြင်းအထိတက်တွေစုပ်အာဆုံးမအောင်ပေါ့လေအတီးပြဖို့ဒီကနေ့ Israel အစိုးရရဲ့အစည်းအဝေးကို ခေါ်ထားတယ်လို့ဝန်ကြီးချုပ်နေတန်ယာဟုကပြောပါတယ် တောင်တွေကိုဖြူမြစ်တွေကိုလမ်းကြောင်းပြောင်းပြီးဆယ်စုနှစ်နဲ့ချီလို့တိဆောက်နေခဲ့တဲ့အိန္ဒိယနိုင်ငံဘုံဘေမြို့ကနာဗီမွန်ဘိုင်းနိုင်ငံတကာလေဆိပ်သစ်ဖွင့်ပွဲကိုတော့အောက်တိုဘာလ10ရက်နေ့ကကျင်းပခဲ့ကြပါတယ်ဘုံဘေလို့ခေါ်တဲ့မွန်ဘိုင်းလေဆိပ်ဟာဒီအရှိတောင်အာရှနဲ့ဥရောပခီးစဉ်တွေအကြားခရီးတစ်ထောက်နားတဲ့လေဆိပ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်လေဆိပ်ဆောက်လုပ်ရေးဟာနှစ်ပေါင်း20လောက်ကြာခဲ့ပါတယ်ဆောက်လုပ်ရေးလုပ်ငန်း န်းစင်တွေထဲမှာတောင်တွေကို ပြပြဝစ်သွားအောင်ဖြိုရတယ်နောက်ပြီးတော့မြစ်တွေကိုလမ်းကြောင်းပြောင်းပေးရတယ်ကြောက်ကြီးတွေကိုလည်းဒီတံတားတွေထိုးခဲ့ရတယ်လို့ CNN သတင်းဌာနကဖော်ပြထားပါတယ်ကမ္ဘာလူဦးရေအထူးထပ်ဆုံမျိုးတွေထဲမှာပါဝင်တဲ့ဘုံဘေမျိုးဟာဒုတိယလေဆိပ်ကိုရရှိသွားတာလည်းဖြစ်ပါတယ်။ ပထမလေးစိတ်ဖြစ်တဲ့ BOM လေးစိတ်ဟာတစ်နှစ်ကိုခရီးသည်54တန်းကိုကင်တွယ်နေရတာဖြစ်ပါတယ်။အခုလေးစိတ်တက်မှာစိတ်ခံတာမီနယ်၄ခုအထိစောက်လုံသွားမှာဖြစ်ပြီးတော့အခုပြီးစီးထားတဲ့တာမီနယ်တစ်ခုတည်းကတစ်နှစ်ကိုခရီးသည်တန်း20ကိုဝန်ဆောင်မှုပေးသွားမယ်လို့ဆိုပါတယ်။အာလေးစိတ်စောက်လုံမှုအပြည့်အဝပြီးသွားရင်တစ်နှစ်ကိုခရီးသည်တန်း60ကိုဝန်ဆောင်မှုပေးနိုင်တော့မယ်လို့လည်းဆိုပါတယ်။လေးစိတ်အစ်စ်ကြောင့်ဘုံဘေမျိုးတီရှိ တဲ့အမဟာရာချ်ထရာပြည်နယ်ကလေယာထွက်ကုန်တွေနဲ့ရေလုပ်ငန်းထွက်ကုန်တွေကိုလည်းဥရောပနောက်ပြီးတော့ရှေ့အလယ်ပိုင်းဒေသတွေနဲ့ကမ္ဘာဈေးကွက်ကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်တင်ပို့နိုင်တော့မယ်လို့အာဏာပိုင်တွေကဆိုပါတယ်ရှင်။ နောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့ဘရာဇီးနိုင်ငံမှာလာဇန်ပိုင်းကဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြပါမယ်။ဘရာဇီးနိုင်ငံ Rio Negro ကကြေပြောတဲ့ဒီအာမြင့်ရေပြင်ထဲမှာပေါ့လေကျက်တစ်တကောင်ဟာအသက်လူပြီးတော့ကူးခတ်နေတာကိုအမေဇုန်စစ်တပ်ရဲ့အရာရှိတွေကတွေ့ပြီးတော့ကယ်ဆယ်ခဲ့ကြရပါတယ်ဒီကက်တင်ရဲ့အဖြစ်အပျက်ကိုတော့ Netflix ကဒီဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပါတယ်က အဲ့ဒီချက်တဲ့ဟာရဲအရာရှိတွေရဲ့ model boat ရောက်လာတဲ့အခါမှာလေစီကိုတတိကြီးကြီးနဲ့ကူးခတ်လာခဲ့ပါတယ်။လေပေါ်မှာရှိတဲ့ရဲတွေကအရေးပေါ်လှုပ်ထားတဲ့ရေပေါ်မှာပေါ်တဲ့ချက်ပြားတစ်ခုကိုရေထဲကိုချထားပေးပါတယ်။ချက်တစ်ကဒီတော်ရိုင်းတိတ်ဆန်ဖြစ်ပေမဲ့လေနှာကိုကတ်လာပြီးတော့အဲ့ဒီချထားပေးတဲ့ချက်ပြားလေးကိုတွေ့ပြီးတော့လိုက်လာခဲ့တာပါ။ချက်တစ်ကရေပေါ်ချက်ပြားပေါ်မှာတီတီငင်ငင်ရှိလာတဲ့အခါမှာတော့ဒီခြေကုံလက်ပန်းကျနေတဲ့အဲ့ဒီ ျက်တစ်ကိုကန်းဆက်နေရာကိုအသာအရာပဲဆွဲခေါ်လာခဲ့ကြရပါတယ်။ကန်းပေါ်မှာတော့တရိတ်ဆန်ကေစီရဲ့အဖွဲ့တွေက အသင့်စောင့်နေကြပြီးကျက်တစ်လေးကို ကဲ့တင်ခဲ့ပါတယ်အဲဒရိတ်ဆန်ဆရာဝန်တွေရဲ့အစုအရတော့ဒီချက်သစ်မှာဒီတနတ်ဒဏ်ရာတွေအများအပြားပေါ့လေအများကြီးရှိနေပြီးတော့ကြည်စအများကြီးလဲဒီအရေးပြားအောက်မှာရှိနေတယ်လို့ဆိုပါတယ်အာကမ်းပေါ်မှာတော့သူ့ကိုအထူးကြက်မှတ်ကုသပေးထားပြီးတော့ဆရာဝန်တွေကလည်းနေကဆောင်ကြည့်ပေးနေတယ်လို့ဆိုပါတယ်အချင်းတွေတည်ငြိမ်လာနေပြီးချက်သစ်လေးရဲ့ကျမ်းမာရေးအချင်းတွေကစိတ်ချသွားရတဲ့အခါမှာတော့တော်ရိုင်းတဲ့ကိုပြန်လွတ်ပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီတနတ် ်ဒဏ်ရာတွေဟာဘသူလက်ချက်ဖြစ်တယ်ဆိုတာကိုတော့ရဲအရာရှိတွေကထုတ်ပြောထားတာမျိုးမရှိပါဘူး။